အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒါဒီနေ့ညနေမှာတော့ဒါ Manchester City အသင်းရဲ့ transfer strategy နဲ့ transfer အကြောင်းလေးကျွန်တော်နည်းနည်းလေးပြောအောင်။ Manchester City အသင်းအနေနဲ့အခုလက်ရှိဒါကျွန်တော် transfer မှာပေါ့နော်ဒါကျွန်တော်လက်ရှိတည်ကြတဲ့အတိုင်းပဲလာမယ့်လူရည်ဒီမှာ City အသင်းရဲ့အပြောင်းရွှေ့ကအခန်းကဏ္ဍကတော်တော်လေးကိုကြီးမားပြီးတော်တော်လေးကိုကျမ်းမယ်လို့ပြောလို့ရတဲ့ moment တွေရှိလာခဲ့တယ်။အဲ့တော့ စစ်စစ်တဲ့လာမယ့်နေရာဒီမှာကစားသမားအပြောင်းရွှေ့တဲ့ဒါအဓိကကျွန်တော်ထင်ခဲ့တာကန်ဆယ်ပိုင်းရင်ဂိုးသမားပိုင်းရင်ကိုဒါစစ်စစ်တဲ့အားဖြစ်မယ်လို့ထင်ခဲ့တယ်အဲ့မဲ့ဒီနှစ်မှာဒါ CD အသင်းနဲ့လာမယ့်နေရာကြီးတွေသူတို့ရဲ့ strategy ကလုံးဝတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာခဲ့ပြီ။ဒါပြင် CD အသင်းကဒါကွင်းလေပိုင်းတစ်ခုတည်းကိုပဲပေါင်တန်း150ယူရိုတန်း180လောက်ထိ CD အသင်းသုံးသွားဖို့ကြံနေတယ်ဆိုတဲ့သတင်းတွေကိုတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။အဲ့တော့ CD အသင်းနဲ့အခုလက်ရှိမှာတည်ကြတဲ့အတိုင်းပဲသူတို့အနေနဲ့ကွင်းလေပိုင်းမှာ attacking midfielder နေရာမှာဒါကျွန်တော်တို့ Florian Risk ဒါကျွန်တော်တို့ CM ပုံစံမျိုး DM ပုံစံမျိုးလဲဆော်လို့ရတယ်ဒါကျွန်တော်တို့ Riders ဒီလူကစားသမားမျိုးတွေကိုခေါ်ယူဖို့အတွက်စီလီတင်ကြိုးစားနေဖြစ်တယ်အဲ့တော့ဒီနေ့မှာ Florian Risk ကိစ္စကအခုချိန်ဒီတိတ်ပြီးဘာမှမထူးသေးဘူးကစားသမားကိုတိုင်ကအခုလက်ရှိချိန်ကြီးသူက Germany မှာပဲနေခြင်းနဲ့သူက Bayern Munich မှာ Bayern Munich ဖြစ်နေစေဖြစ်တယ်ကစားသမားက Bayern Munich ကဖြစ်နေပေမဲ့အခုလက်ရှိမှာဒါကစားသမားရဲ့အပြောင်းအရွှေ့အတွက်ငွေကိုတရားဝင်ပေးနိုင်တာကလက်ရှိ၃သိန်းထဲမှာ CD တစ်သိန်းပဲရှိသေးတယ်တပတ်က Bayern မြောင်းနေလို့ဆို Bayern မြောင်း မိုင်ယံမြူနစ်တောင်းတဲ့ငွေကြေးတစ်ခုဖြစ်တဲ့ဒါကျွန်တော်ယူရိုအားလုံးပေါင်းဒါကျွန်တော်တန်တရာပတ်ချာလဲဝင်းကျင်ကိုဒါကျွန်တော်ဘိုင်ယံမြူနစ်စီကိုတကယ်တမ်းဒီစင်းနဲ့ကဲလှမ်းနိုင်မယ်အတင်တသိမ့်မဲ့ရှိတယ်လက်ရှိမှာဒါဒီသင်းကတော့ကျွန်တော်တို့အာ Manchester City တိဖြစ်တယ် Florian Reis နဲ့ခုလက်ရှိမှာအင်္ဂလန်မှာကလပ်သင်းတစ်သင်းနဲ့မှုပဲနဲ့နှစ်သင်းနဲ့တရားဝင်စကားပြောဆိုမှုတွေရှိတယ်ပထမဆုံးကလပ်သင်းတစ်ခုကတီးကြတယ်မဲ့ဒါကျွန်တော် Manchester City သင်းဖြစ်ပြီးတော့ဒုတိယသက်သင်းက Liverpool ဖြစ်တယ်တချို့သော Kolar Halal မှာ Florian Reis နဲ့ Manchester City သင်းနဲ့ Liverpool သင်းကိုရွေးချယ်ရမယ်ဆိုသူအနေနဲ့ Liverpool သင်းကိုပို့ပြီးတော့စိတ်ရောက်နေတယ်ဆိုတော့ Kolar Halal ဆက်ဆံသတင်းတွေထွက်နေတယ်ဒါပေမဲ့အခုလက်ရှိဒီသတင်းတွေကဒါကျွန်တော် Kolar Halal ဆက်ဆံမရှိ Kolar Halal ဆက်ဆံနေရမှာကျွန်တော်ရပ်ထားခြင်းနဲ့ဒါအပြင်လက်ရှိမှာဒါကျွန်တော်တို့ Manchester City တင်းနဲ့ဒီကြားထဲမှာ AC Milan ရဲ့ဒါကျွန်တော်ကိုင်းတဲ့ကစားသမားဖြစ်တဲ့ Reinders ကိုဒါပထမဦးဆုံးအကြိမ်နေတရားဝင်ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့သိရတယ်။ဒီလိုမျိုးကမ်းလှမ်းမှုရဲ့နောက်ကွယ်မှာ City တင်းကကောလာဟာလာတွေရ Reinders ကိုပုတ်ကူရရသဘောတူညီမှုရရှိခဲ့ပြီးဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ Reinders ရဲ့အပြောင်းရွှေ့တဲ့နောက်ကနေ Kyle Walker ကနေပြီးတော့ Reinders ကိုဒါကျွန်တော် City တင်းကိုပြောင်းရွှေ့ဖို့အတွက်တိုက်တွန်းနေတယ်ဆိုတဲ့သိရတာမှာပါ။အဲ့တော့ဒါ Agent Kyle Walker ပေါ့နော်။အဲ့တော့ Reinders ကိုဒါပထမဦးဆုံးအကြိမ်နေတဲ့ Manchester City အသင်းကတော့ Euro 350ပတ်ချာလေဝင်ကျင်တဲ့တရားဝင်ကမ်းလှမ်းခဲ့ပြီးတော့ဒီက န်းလန့်မှုကို AC Milan ကချက်ချင်းဆိုသလိုပယ်ချခဲ့တယ်။ AC Milan နဲ့ဒီကစားသမားရဲ့အပြောင်းရွှေ့ကနေပြီးယူရို85တန်းနဲ့ယူရိုတန်း80ပတ်ချလဲဝင်ကျင်ကြဒီအပြောင်းရွှေ့ကနေလိုချင်တဲ့တယ်မှာပါတယ်။အဲ့တော့လက်ရှိမှာ Marcus Wise အရာဆိုရင်တော့ဒါကျွန်တော်တို့တစ်ဖက်က Manchester City တရားဝင်ကန်းလန့်တဲ့ဈေးကလက်ရှိမှာ Transfer Market ရဲ့တရားဝင်ဈေးဖြစ်တယ်။ဒါ Transfer မှာဒါကျွန်တော်လက်ရှိမှာ Rinder ရဲ့ဈေးကယူရိုတန်း90ပေါက်တယ်။ဒါပေမဲ့လက်ရှိမှာပြဿနာကအထူး ပြဿနာအကြီးမားဆုံးပေါ့နော်ရိုင်းနားနဲ့ဒါလည်းရှိပြဿနာအကြီးမားဆုံးကဘာလဲလို့မေးမယ်ဆိုရင်သူ့ရဲ့စာချုပ်သက်တမ်းပဲပူပူလောလောကမှာဒါကျတော့လွန်ခဲ့တဲ့3လလောက်ကမှဒါရိုင်းဒက်စ်တယောက်ဒါ AC Milan နဲ့စာချုပ်အစ်စ်ချုပ်ဆိုထားတဲ့ကြောင့်မို့ဒါ AC Milan ရဲ့လက်ရှိလက်ကင်ထားတဲ့ဒါကျွန်တော်တို့သူ့ရဲ့စာချုပ်အစ်စ်ကစာချုပ်ဖြတ်သိမ်းခြင်းဆိုတာကြီးလည်းမပါတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါကျွန်တော်ကြိုက်နဲ့တက်ရဗဇက်တဲကဈေးတစ်ခုပုံစံမျိုးကိုရိုင်းဒက်စီကနေပြီးတော့ဒါကျွန်တော်တို့ကဟာ ဟို Manchester City စီကနေပြီး United မှာသူတို့ကိုသူတို့မှတ်ထားတယ် City သင်းကတော့ရှင်းတယ် Riders ကိုလိုချင်တာမှတ်မိမဲ့သူတို့အနေနဲ့လက်ရှိကားတဲ့တင်ရ Euro 65တန်းထက်ပိုပြီးပေးဖို့မရှိဘူးအဲ့တော့ Euro 65တန်းတန်ဒါကန်ဂျီတစ်ခုရှိတဲ့ overall package ကိုလည်း City သင်းနဲ့လာမယ့်ရက်တစ်ပတ်မှာဆက်လက်ပြီးကန့်လန့်ဖို့ရှိတယ်အဲ့တော့ ဒါကျွန်တော်တို့ဒါပြဿနာတွေကဒါ CD အသင်းကဒါလက်ရှိမှာနှစ်မျိုးနှစ်ဖုံတွေ့နေရတာပေါ့နော် Florian Ries ရဲ့ဒါ CD အသင်းရဲ့အပြောင်းရွှေ့မှာက Florian Ries ကခေါင်းခါပြီးတော့ဒါအသင်းနေနှစ်သင်းကြတဲ့ပုံကိုရရသဘောအသင်းနှစ်သင်းကြတဲ့ဒါကျွန်တော်သဘောတူညီမှုတစ်ခုရခဲ့တယ်ဒါတစ်ဖက်က Rangers ကြတော့ဒါအသင်းနှစ်သင်းကြတာအာကန်လန်မှုကိုတစ်ဖက်က AC Milan ကညင်းပယ်ပြီးပြီးတော့ကစားသမားကိုယ်တိုင်က CD အသင်းကိုပြောင်းရွှေ့ကြတော့ဒါလက်ရှိမှာဒါ CD အသင်းရဲ့ဒါဒီနေ့ရဲ့ transfer strategy ကဒါအိမ်ကမိဘနဲ့သဘောတူတဲ့လူကလည်းဒါသူ့ကိုမယူခြင်းဘူးအဲသူ့ကိုကြိုက်တဲ့လူကြတယ်အိမ်ကမိဘကသဘောပြန်မတူပြန်ဘူးအဲ့တော့ CD င်းရဲ့လက်ရှိပြဿနာကထင်တာထက်အများကြီးပိုကြီးရအဲ့တော့စီးသင်းရဲ့ဒီကွေးလယ်ဘိုင်းအတွက်ကြီးကိုဒါ Telegraph ကရေးသားထားပုံရဆိုရင် Euro တန်180လောက်နည်းနည်းတုံးသွားပြီးတော့ Pound တန်150လောက်ဒီနေရာမှာတုံးသွားမယ် Florian Risk ကိုသူတို့အတင်းကခေါ်ယူနိုင်မယ်လို့အခုလက်ရှိမှာဒါကျွန်တော်တို့ Hugo Vienna တို့အုပ်စုကနေပြီးတော့တော်တော်လေးကို100% confident ရှိတယ်။ဘာကြောင့်လဲ Liverpool တင်းရဲ့လက်ရှိမှာ Florian Risk ကိုဒါကျွန်တော်ခေါ်ယူခြင်းမဲ့သူ့ရဲ့အပြောင်းရွှေ့ဈေးကြီးမားလို့နဲ့အတွက်ကြောင့်လို့ဒါ Liverpool တင်းက Euro တန်100ဆိုတဲ့ဈေးရဲ့နောက်ကွယ်မှာလက်လျှော့သွားမယ်လို့ City တင်းက expect လုပ်ထားတယ်။ဒီတိုင်းမဲ့ Bayern Munich တင်းကလက်ရှိမှာ မှာဒါကျွန်တော်တို့ Florian Risk က Bayern Munich အသင်းကိုလိုလိုချင်ချင်ပြောင်းချင်နေဆိုတဲ့တင်းတွေထွက်ခဲ့ပေမဲ့ Bayern Munich အသင်းကလက်ရှိမှာ Euro 300ပေးပြီး Florian Risk ကိုခေါ်ယူတော့ဘူးလက်ရှိမှာအစီအစဉ်မရှိသေးဘူးသိရတယ်အဲ့တော့ဒါလက်ရှိမှာ Leverkusen ကို Euro 300ပုံစံမျိုးပေးပြီးတော့တရားဝင်ခေါ်ယူနိုင်တဲ့ကလပ်တွေထဲမှာတော့ဒါ City သင်းမဲ့လက်ရှိမှာရှိသေးတယ်အဲ့တော့ Florian Risk အနေနဲ့ခုလက်ရှိမှာ La Manuel ဒီမှာလည်းအသင်းပြောင်းဖို့အတွက်တေချာတော့ဖြစ်နေဖြစ်ကြောင်းသူအနေနဲ့ဒါအသင်းမှာ Leverkusen မှာလည်းဆက်မနေချင်တဲ့အတွက်ကြောင့်သူအနေနဲ့တေချာတော့ရှိရအသင်းအသက်ကိုရွေးဖို့ရွေးရမယ်ထားမှရှိတယ်ဒါဘက်က Leverkusen ကရှင်းတယ်နောက်ဆုံးများကျွန်တော်တို့အနေနဲ့ ဲ့ Liverpool စင်ကတော့မှဒါ sorry ah low risk ကစီးရီးသင်းကိုမပြောင်းကျင်လို့တို့နေ Florian risk ကတို့အသင်းမှာနောက်ထပ်တစ်နှစ်လောက်ဆက်နေမယ်လို့ Liverpool စင်ကနည်းနည်းလေးမျောလင့်ချက်တွေရှိလာတယ်ဆိုတဲ့တဲ့င်းလည်းတက်လာခဲ့တော့တွေ့အဲ့တော့ဒီနေ့မှတော့ကျွန်တော် Bayern Munich ဘက်ကိုပြန်ကြည့်အောင် Bayern Munich ဘက်ကပြန်ကြည့်မယ်ဆို Bayern Munich အသင်းကခုလက်ရှိမှာ Euro 300ဆိုတယ်ခုနကျွန်တော်ပြောတော့မှားသွားတယ် Euro 300မဟုတ်ဘူး Liverpool စင်ကတို့ရဲ့မဟာပြိုင်ဘက်ကိုတို့ရဲ့အဓိကကစားသမားကိုရောင်းချမယ်ဆိုရင်တော့ခုန Liverpool တို့ City တို့နဲ့မတူတဲ့စီဖြစ်တယ်150ဒေါ်လာကြောင့်မို့ Bayern Munich ကဒါကိုလုံးဝမကြိုက်ဘူးဒါပေမဲ့ တစ်ဖက်ကဘိုင်းဘူးနဲ့ကဘာကိုဆွဲလဲဆိုကစားသမားကိုပုတ်ကူရရရသဘောတူညီမှုရပြီးပုံစံမျိုးသွားမယ်ပြီးရင်လီဗာကူဆင်ကိုဒါကျွန်တော်တို့ဆန္ဒပြပြီးတော့ဒါ training မလာတော့ဘာလို့ပုံစံမျိုးကိုဒါကျွန်တော်တို့လီဗာကူဆင်စီလီဗာပူဆင်ကိုဒါကျွန်တော်တို့တော်ဘယ်လိုပြောမလဲဆန္ဒပြခိုင်းမယ်ဆိုတဲ့ပုံစံမျိုးကိုသွားဖို့ရှိရအောင်ဒါတစ်ဖက်က CD တင်းကတော့ရှင်းတယ်သူတို့ကတော့ဒါကျွန်တော်တို့လီဗာကူဆင်နဲ့သဘောတူညီမှုရမယ်ပြီးရင်တော့ခုနကပြောလိုပဲ risk ကိုဒါကျွန်내အသင်းတွေသူတို့မခေါ်နိုင်တဲ့အချိန်မှာ risk ကိုကောက်ပြီး sub လုပ်သွားမယ်ဆိုတဲ့ပုံစံမျိုးကိုအဲလုပ်သွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တယ်ပေါ့နော်အဲ့တော့မြည်သွမယ်ဆိုစီကမှုလက်ရှိမှာ CD တင်းကသူတို့အနေနဲ့ ဒီကွင်းလေပိုင်းနှစ်နေရာကိုဒါအပြောင်းရွှေ့ရာသီဖွင့်ပြီးတလအတွင်းမှာဆော့ရော့လုပ်နိုင်မယ်လို့ဒါစီတီတင်းက confident တော်တော်လေးကိုရှိနေ။စီတီအသင်းเนี่ยအခုလက်ရှိမှာဒီကိစ္စတွေမဟုတ်ဘဲနဲ့တခြားသောကိစ္စတွေမှာလည်းအပြောင်းရွှေ့အတွက်ပြုလုပ်နေပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်။အခုလက်ရှိမှာစီတီအသင်းရဲ့ဂိုးသမားနေရာအတွက် number 1ဂိုးသမားနေရာမှာစီတီအသင်းเนี่ยအပူတပြင်းစတင်ပြီးတော့ light lan ရှာဖွေနေပြီဆိုတဲ့သတင်းတွေကတော်တော်လေးကိုကြီးကြီးမားမားတက်လာပြီလို့ကျွန်တော်ပြောလို့ရတယ်ဒါမှပါတယ်။စီတီအသင်းအခုလက်ရှိဒါကျွန်တော် Ida San ကဒါကျွန်တော်လာမယ့်နေရာဒီမှာ Saudi ကိုထွက်ခွာရောက်ဖို့အတွက်တော်တော်လေးကိုရေပန်းစားနေတဲ့အချိန်မှာ စတိသိနေအခုလက်ရှိမှာဂိုသမအလုံးပေါင်း၃ယောက်လောက်ကိုပြစ်မှတ်ထားနေတယ်။ဒါဒါမြင်ကျွန်တော်ဒါအိုဒေကာကိုနိုင်ကတဖြည်းနဲ့တဖြည်းသူ့အနေနဲ့နံပါတ်၁ဂိုသမလူချင်းတတ်မှတ်လာမှုကြောင့်မို့လို့အိုဒေကာကိုလည်းနံပါတ်၁နေရာပေးဖို့တဲ့စီဒီကအစီအစဉ်မရှိဘူး။အဲ့တော့အိုဒေကာကလက်ရှိမှာဒါကျွန်တော်ရူတေးတေးပုံစံမျိုးနဲ့တော့မယ်ဖလားပွဲတွေမှာပဲအဓိကဖမ်းရမယ်။နံပါတ်၁ဂိုသမနေရာတဲ့စီဒီသင်္ကာလာမဲ့နေရာဒီအတွက်ဒါကျွန်တော်တို့ပေါ်တိုရဲ့ဂိုသမဖြစ်တဲ့ကော့စတာကိုခေါ်ယူသွားဖို့တဲ့အကြီးကြီးစူးစမ်းဖြစ်တဲ့ကော့စတာကိုလက်ရှိမှာပေါ်တိုဘက်ကယူရို၄၅တန်နဲ့ပေါင်တန်း90ဈေးသတ်မှတ်ထားပြီးစီဒီသင်္ကာဒီအပြောင်းရွှေ့အတွက်ယူရို35တန်နဲ့30 ယ်ပတ်ချာလဲဝင်းကျင်ကြားလောက်ပဲအသုံးပြုဖို့အတွက်ဒါသိရတဲ့မှာပါတယ်ပေါ့နော်အဲ့တော့ဘလို့ပဲပြောပါလက်ရှိမှာ City အသင်းကလာမယ့်နေရာဒီမှာပေါင်ကိုတန်းကိုယာနဲ့ချီသုံးသွားမှုတွေပြင်ဆင်လာခဲ့ပြီဒါကျွန်တော် Premier League ကိုသိပ်ပြီး view site သွားမှုတွေအစီအစဉ်မရှိဘူးဒါပေမဲ့တင်းကောင်းတစ်ခုနဲ့ကြားနေရတဲ့ Premier League ကိုလက်ရှိမှာသူတို့နေ100%အနိုင်ယူဖို့အတွက် ready ဖြစ်နေတဲ့အတွက်ကြောင့်မို့ဒီလိုမျိုးတွေငွေတွေတုံးပြနေတဲ့ဆိုတဲ့တင်းကိုလည်းဒါတောင်းတောင်းဖျက်ဖျက်တဖြည်းဖြည်းနဲ့ကြားလာခဲ့ရတယ်အဲ့တော့ City က City ပါပဲသူနဲ့သူမပိုင်ချင်အောင်မရဘူးဆိုတဲ့ပုံစံမျိုးမြင်ခဲ့ရတယ်။ City အသင်းနဲ့လာမယ့်နေရာဒီမှာဒီနှစ်မှာဖလားလက်မဲ့ရာသီတစ်ခုကိုဖျက်ဆီးနိုင် ခဲ့ရတဲ့အတွက်ကြောင့်မို့ဒါမဲ့နေမြူရာဒီမှာ share ကိုငွေသုံးပြတယ်သူတို့နေအကြီးကျယ်ပြန်လဲပြီးတည်ဆောက်ပြရဖြစ်တယ်အဲ့တော့ Guardiola တယောက်လာမဲ့လူရာဒီမှာသူ့စိတ်ချက်ကစားသမားနေသူအသင်းကိုပြန်လဲပြီးတည်ဆောက်မယ်ပြန်လဲပြီးတည်ဆောက်ကြတာနှစ်ချင်းပြီးပါတယ်သူများကကျွန်တော်တို့ကျွန်တော်တို့အသင်းမို့၃၃ပါပြောမှာစို့ ဘာလဲ3နဲ့4နှစ်လောက်ကြာတော့မှ3 3 season 4 season ကြာနားမှတာ Guardiola rebuild လုံးတနေ့ထဲနဲ့ပြီအဲ့တော့ Guardiola နေနဲ့အခုလက်ရှိမှာနောက်ဆုံးသူ့အနေနဲ့စာချုပ်တက်တန်းကုံသွားမယ်ဆိုတော့ဒီအသင်းကိုတကယ်ကိုလူလုံးသူလုံးဖြစ်တဲ့ပုံစံမျိုးဖြစ်သွားပြီးမှသူ့အနေနဲ့ထားခဲ့ဖို့အတွက် season ရှိအခုလက်ရှိပုံစံမျိုးနဲ့သူ့အနေနဲ့လုံးဝထားခဲ့ဖို့ season မရှိဘူးသူ့အနေနဲ့ဒီအသင်းကိုလုံးဝတည်တည်ချာချာပြုလုပ်သွားဖို့ရှိတယ်ဒါပေမဲ့လက်ရှိမှာ Hugo Vieira နဲ့ Pep Guardiola ကဒီလို rebuild ပြုလုပ်တဲ့အချိန်မှာတကယ်ကိုအရန်တင့်သုံးလို့ရတဲ့ကစားသမားတွေကိုဒါအဓိကခေါ်သွားဖို့ရှိပြီးတော့ potential ရှိတဲ့ကစားသမားတွေကိုအဲ့လောက်တည်တာကျွန်တော်တို့ပတ်စံအများကြီး ကြီးပေးသွားရင်ခေါ်တော့မရှိဘူးသူတို့အနေနဲ့ဒီကစားသမားချက်ချင်းခေါ်ချက်ချင်းအသင်းမှာအကျိုးပြုဆိုတဲ့ပုံစံမျိုးကိုဒါဒါလက်ရှိမှာအာစတိုဆိုတော့မန်ချက်စတာစီးတီးအသင်းနဲ့အသုံးပြုသွားမှုရှိရဆိုတဲ့သတင်းကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းဝင်ကြည့်လို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့ပေါင်းဝင်ကြည့်လို့ရပါတယ်လို့ရပါတယ်မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလေး youth sport media 3.0နဲ့ tv4u တွေလင်းလေးတွေကိုထည့်ပေး ်ထားခြင်းဖြင့်ကျွန်တော်မဆောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျများများကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်ကောင်းမွန်သောနေ့တစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့စုမုံငောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှအေးဆေးကြကြတာပေါ့တေးပါပါဗျာ